မင်္ဂလာပါမှုနံမဲလေးကိုကျွန်တော်မသိတဲ့အတွက်မှုနံမဲကိုမပြောတော့ပါဘူးမှုအမျိုးမျိုးအသုံးပြုလို့ရပါတယ်မှုတွေအားလုံးကိုရေနဲ့သေချာစေကြောပြီးပါရေဆေးပြီးွားပြီဆိုရင်တော့အပေါ်ရန်ကနေစားလေးအနေငယ်ဖြူပြီးကျွန်တော်နေထားပါတယ်စီအနေငယ်ထည့်ပြီးနေလှမ်းပါမယ်အောက်ကအပေါက်ပါတဲ့စကားနဲ့လှမ်းပြီးပူကောင်းပါတယ်အခုလိုမျိုး၆ကျွတ်နေတဲ့အထီအောင်လှမ်းသွားပေးပါကျွန်တော်အခုလိုမျိုးလှမ်းထားတဲ့ပုံစံမျိုးဆိုရင်မှုအကြိုက်တင်ထားလို့ရပါတယ်ပူးလုံလုံလေးနဲ့တင်ထားလို့ရပါတယ် ရင်ရွေးပပွားဆူတဲ့ထဲကိုမှုလေးတွေကိုရင်ရွေးဖြောပေးသွားပါမယ်။ကျွန်တော်ကတော့9မိနစ်လောက်ပဲပြုတ်ထားပါတယ်။ဒီထက်မကပိုပြီးပြုတ်ရင်လည်းရပါတယ်။ပြုတ်ပြီးသွားရင်လည်းရင်နဲ့ထပ်ပြီးတော့ပြန်ဆေးပေးပါ။စီထည့်ပေးပါ။ဒါကတော့ကြက်သွန်ဖြူကိုကျွန်တော်စီတတ်မှာပဲဖြစ်ပါတယ်။ကြက်သွန်ဖြူအယောင်ပြောင်းလာပြီဆိုရင်တော့မြေဘဲကိုကျွန်တော်အသုံးပြုထားပါတယ်။မြေဘဲနေရာမှာပစွန်ချောင်းအမှုတ်ကိုလည်းအသုံးပြုလို့ရပါတယ်။ပြုတ်ထားတဲ့မိုးတွေကိုကျွန်တော်တို့ထည့်ပေးသွားပါမယ်။ဒီနေရာမှာစီများများတုံးခြင်းလည်းရပါတယ်ကျွန်တော်ကတော့စီအများကြီးမတုံးထားပါဘူး အရသာမုံနဲ့စားပဲထည့်ထားပါဗျ။တခြားကြိုက်ရင်တခြားလေးအနည်းငယ်ထည့်လို့ရပါဗျ။နောက်ဆုံးကြမှာလှော်ပြီးသားနှမ်းကိုကျွန်တော်ထည့်ထားပါဗျ။ကျွန်တော်ကအချိုစိမ့်စိမ့်သဘောမျိုးလေးစားခြင်းနဲ့အတွက်ငရုတ်သီးမထည့်ထားခြင်းဖြစ်ပါတယ်။အဆက်ကလေးစားခြင်းရင်တော့ကျွန်တော်တို့နောက်ဆုံးမှငရုတ်သီးလွှမ်းမိုးကိုထည့်သွားလို့ရပါတယ်။ဒီလိုမျိုးလုပ်ခြင်းကအသားတွေစားတာနဲ့တော့မလဲနိုင်ပါဘူး။မှုလေးကအချောက်ကိုပြန်လုထားတဲ့အတွက်ထိုးထိုးထိုးနဲ့အရန်ကြီးကိုစားလို့ကောင်း